ဒီကြောက်ကဲယောဂါဖြစ်နေတဲ့ရခိုင်ကားလို့ပြောတာပေါ့နော်ကြောက်တော်ကပေါ့လေကြောက်တော်ပေါ့ဦးဇင်းတို့ဂစ်စပါနေဒီမြစ်ပေါ့အာဂစ်စပါဂစ်စပါနေဒီတရားပေါ့နေတာပေါ့ဒါတော့ဦးဇင်းတို့ဒီ Facebook မှာတီးနေတာနိုင်ငံတကာအသီးသီးမှာလူတန်းနေတဲ့ဒီ Bright အဖွဲ့အစည်းပေါ့ထိုင်းနိုင်ငံမှာရှိတဲ့ယူမရင်ခွင်အသံကိုလူတန်းနေတဲ့ထိုင်းနိုင်ငံကအဖွဲ့အစည်းတွေရဲ့နောက်ပြီးတော့မလေးရှားနိုင်ငံမှာရှိနေတဲ့ ဒီစစ်ခွနဲ့မျိုးတွေကိုဥတည်နေတဲ့အသံဖွေးစီတွေအလူငွေတွေကိုဒီကျောက်ကယောဂလူနာရှင်ရဲ့မင်းခံကိုဒါရိုက်အလိုက်မယ်အပြီးတော့ပေးရလူတန်းပွဲကိုလည်းဥစဉ်ဟိုပေါ်လုပေးတယ်အကျိုးဆောင်ပေးတာဗောနော်ပတ်စပို့ရောဗီဇာရောအိန္ဒိယဗီဇာရောနောက်အရတကယ်ရောနောက်ကောလုံးဟိုမှာပက်ကလုပ်ဖို့အတွက်ရောဗောနော်ဟို transportation နောက်ဒီ medical check လုပ်ဖို့အတွက်ရဲ့ အကောလုံးကိုဦးစဉ် arrange လုပ်ပေးပါမယ်။ဦးစဉ်ရန်ကုန်မြို့ပေါ့နော်။တောင်ပင်မြို့နယ်လိုတော်ပြည့်ကျောင်းတိုက်ပေါ့နော်။အာဆရာတော်ရဲ့ assistant ပေါ့နော်။လက်ထောက်ဖြစ်တာပေါ့အရှင်ကုမာရလို့ခေါ်တာပေါ့။ဒါမှအများအသောပြန်သိတာတော့ဦးစဉ်ဘလူးလို့ပဲသိကြတာ။အင်းဒီကြောက်ကဲယောဂဖြစ်နေတဲ့ရခိုင်ကားလို့ပြောတာပေါ့နော်။ကြောက်တော်ကပေါ့လေ။ကြောက်တော်ပေါ့ဦးစဉ်တို့ဂစ်ပန်နေဒီမြစ်ပေါ့။ အာ gaspa gaspa နေတတားပေါ့နေတာပေါ့ဒါဥစဉ်တို့ဒီ facebook မှာတည်နေတာပေါ့ facebook မှာနေပြီးတော့ဒီကလေးလေးရနေပြီးတော့ချောင်းနေသမင့်ပေါ့အာကြောက်ကဲဝေဒနာယောဂါကိုဟိုခန်းစားနေရတယ်၄၅6လောက်ရှိပြီလို့ဥစဉ်ကဒီထိုင်းနိုင်ငံကနေပြီးတော့ဥစဉ်ရဲ့တကာပေါ့အာတကာဖိုးလင်းပေါ့နော်အမောင်လို့ခေါ်တာပေါ့အာတကာကြီးရနေပြီးတော့ဥစဉ်ကိုဆက်တည်လုပ်တယ်ဒီကလေးအတွက်ကိုစေကူတာပေးဖို့အတွက်ပေါ့နော် လိုရတာလေးကိုတွန်းလာတယ်လှုပ်ချင်တယ်ပေါ့ donation လှုပ်ချင်တယ်ပေါ့ဆိုပြီးတော့ဦးစင်းကိုဟိုပေါ့အကြောင်းကြားလာတာပေါ့အကြောင်းကြားလာတော့အဲ့မှာမလေးရှားကမှရှိတဲ့ကလေးတွေပေါ့နော်အာဦးစင်းတို့နိုင်ငံသူနိုင်ငံသားရယ်အာနောက်ပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့ကလေးတွေပေါ့ထိုင်းနိုင်ငံကရိုးမားရင်ခွင်ဒီ brighter လုပ်နေတဲ့လူငွေလေးတွေကနေပြီးတော့ super ပြီးတော့မှာပေါ့နော်ဒီအလူငွေပေါ့300ကျော်ပေါ့လေ ဒီထိုင်းနိုင်ငံဘက်ကပေါ့သိနေရရောအလူငွေကောက်ခံရရှိတယ်။အဲနောက်တစ်ခုကမလေးရှားကနေပြီးတော့အာ16မျိုးနေပေါ့ရခိုင်ပြည်နေ16မျိုးနေကလူငွေတွေပေါ့နော်ဝိုင်းဝန်းပြီးတော့မှဒီရရှိတဲ့အလူငွေ3900ကျော်ပေါ့အကုန်လုံး3900ကျော်လောက်ပေါ့လေအဲ့ဒါကိုဒီကြောက်ကဲဝရဏခန်းစားနေရတဲ့ဟိုဒီကလေးလေးအတွက်ကိုနေပြီးတော့ဒီနေ့ဦးစင်းတို့ပေါ့နော်ဒါမီဒီယာဒီဆီလိုဒီယာမီဒီယာတစ်ဆင့်ပေါ့နော် ီလူတန်းနေတဲ့နိုင်ငံတကာအသီးသီးမှာလူတန်းနေတဲ့ဒီ bright အဖွဲ့အစည်းပေါ့ထိုင်းနိုင်ငံမှာရှိတဲ့ယူမရင်ခွင်အသံကိုလူတန်းနေတဲ့ထိုင်းနိုင်ငံကအဖွဲ့အစည်းတွေရဲ့နောက်ပြီးတော့မလေးရှားနိုင်ငံမှာရှိနေတဲ့ဒီစစ်ခွနဲ့မျိုးတွေကိုလူတန်းနေတဲ့အသံအဖွဲ့အစည်းတွေရဲ့အလူငွေတွေကိုဒီကျောက်ကယောဂလူနာရှင်ရဲ့မိခင်ကို direct airline ပဲအပြီးတော့ပေးရလူတန်းပွဲကိုလည်းဥစဉ်ဟိုပေါ်လုပေးတယ်အကျိုးဆောင်ပေးတာဗောနော် ဆိုတော့ဒီပုံမှာသူတွေအခက်အခဲကပါလဲဆိုတော့ဒီဒီနိုင်ငံမှာဒီနိုင်ငံကနေပြီးတော့အိန္ဒိယနိုင်ငံမှာတော့ကုမယ်ပေါ့အိန္ဒိယနိုင်ငံကိုလည်းဥစဉ်ဆက်သက်လုပ်ပြီးတော့ပြီအိန္ဒိယနိုင်ငံဘော်ဒီဒုက္ခကြောင်းပေါ့ဥနဲ့တော့ပါတာကနေပြီးတော့ကြောက်ကဲဝတ်နေတာပေါ့နော်အစားတို့ကုသပေးတာတော့ဒီအပိုလိုဆင်းုံမှာနေပြီးတော့ဥစဉ်ဟိုပေါ့နော်ဟိုကုသပေးနေတာ15နှစ်လောက်ရှိပြီပေါ့ဆိုတော့ဥစဉ်တို့မြန်မာနိုင်ငံကြောက်ကဲအစားတို့ကုသပေးတဲ့လူတွေပေါ့အဲ့အတွက်ကိုလည်းဥစဉ် ဟို content လုတ်ပြီးွားပြီပေါ့ဥနန်တော်နဲ့လည်းစကားပြောပြီးွားပြီဒီကြောက်ကကူတာဖို့အတွက်အစားထိုးကူတာရမယ်ဆိုလို့ရှိရင်သူ့ကိုဟိုပေါ့3000ခွဲတော့ရှိတာပေါ့ American dollar ပေါ့နော်လက်ရှိကဆိုတော့ဘလလာကွန်ကြမ်းမယ်ဆိုတာတော့ဒီကြတော့ပြောလို့မရဘူးဒါပေမဲ့ဒီယောဂဝေဒနာရှင်ခံစားနေရတဲ့ယောဂသည်ကြောက်ကအစားထိုးဖို့လိုအပ်လားမလိုအပ်ဘူးလားဆိုတာကိုသူ့ရော medical check ပေါ့နော် ultrasound EGC echo CT scan နော်သွေးကိုဖောက်မယ် စီလေအပေါ်အကောင်လုံးကိုအသေးစားဆစ်ဆစ်မြင်ဆစ်ဆစ်ပြီးမှသူဒီကလေးကိုနေပြီးတော့ဟိုဆရာဝန်ရဲ့ recommend ပေးပြီးမှဒီကလေးကိုကုသပေးမှာပေါ့ဆိုတော့ဒီဘောမှာသူက passport ကခက်ခဲဖြစ်နေတဲ့ခါကြရင်လေဒီ passport နိုင်ငံကူးလက်မဲ့ကိုလည်းပဲဦးစင်ပြည်ထောင်ဝန်ကြီးဌာနအာဘူချိုဒုတိယဘူချိုကြီးထွန်းထွန်းတော်ပြည်ထောင်စုဝန်ကြီးပြည်ထောင်ဝန်ကြီးရဲ့ PS ဆိုတဲ့စကားပြောရပြီးတော့ passport ဌာနရဲ့အကြီးဆုံးဌာနမှရေမွန်ကြီး ဥက္ကစိုးထန်းနဲ့လည်းဥစဉ်စကားပြောရပြီးပါစပို့ချက်ချင်းလုတ်ပေးပါမယ်ချက်ချင်းလုတ်ပေးဒီကလဲလူနာရင်နဲ့ပါသွားမယ်အမေရောအဖေရောနောက်ပြီးတော့ဒီအဖိုးရောပေါ့နော်နောက်လိုက်နတ်စမာတွေရောအကောလုံးကိုပါစပို့ထုတ်ပေးမယ်အဲ့ဒါကိုလည်းဥစဉ်ပြည်ထောင်ဝန်ကြီးဌာနကိုဥစဉ်ဖုံးဆက်ပြီးတော့လုတ်ပြီးပြောပြီးပြီအဲနောက်တစ်ခုကဥစဉ်အိန္ဒိယတန်ယုံအိန္ဒိယတန်ယုံကိုလည်း အာတန်ယုံတောင်ဝန်ခံပေါ့နော်မအောင်မအောင်လည်းပဲဦးစိန်တန်ယုံကိုဗီဇာမမြန်လဲထုတ်ပေးဖို့ဒီ passport ရပြီဆိုရင်ဗီဇာမမြန်လဲထုတ်ပေးဖို့အတွက်ကိုလည်းပဲဦးစိန်ရော request လောက်ထားတာပေါ့နော်ဆိုတော့နောက်တစ်ခုကအိန္ဒိယမြန်မာချစ်ကြေးရေပေါ့ခီးဒီစီးပွားရေးပေါ့နော်အာမြန်မာနဲ့အိန္ဒိယနဲ့အာဒီ corporation relationship business လုပ်နေတဲ့ဒီအိန္ဒိယကုန်သင်းများအသင်းဥက္ကဋ္ဌပေါ့နော် အာသူတို့ကိုလည်းပဲဥစဉ် request လုပ်ထားရဲအကလကတာမှာရောက်လို့ရှိရင်ဒီကလေးကို ပြူးပြူးဆောက်ဆောက်ပြဖို့အကုန်လုံးဝိုင်းဝန်းပြီးတော့ကူညီပေးကြဖို့အတွက်ကိုလည်းပဲဥစဉ် request လုပ်ထားတာပေါ့ဟာဒီအတွက်လိုအပ်တာတွေကိုဥစဉ် step by step အနေနဲ့လိုအပ်တာတွေကိုဒီထိုင်းကနိုင်ငံကလူတဲ့လူချင်းတွေနော်ဒီပြည်တွင်းကလူတွေနဲ့လူတဲ့လူချင်းတွေပေါ့နော်လူချင်းမိခင်တွေရောအကုန်လုံးကိုဒီလိုမျိုးဒီဥစဉ်တို့နိုင်ငံရဲ့ student student mentality လို့ခေါ်ရက်မီဒီယာရဲ့ ကနေပြီးတဆင့်ပေါ့နော်ဒါမီဒီယာရဲ့ပွန်းလဲမင်သာမှုရှိတဲ့အတွက်မီဒီယာကနေတဆင့်ဒီဟိုပြည်သူလူထုကို publish ကိုရှာပြတဲ့အခါမှာမီဒီယာရဲ့အခန့်ကဏ္ဍစိုးရမင်တိုင်းဒီအရင်အရေးကြီးတဲ့အခါကျရင်မီဒီယာကနေတဆင့် social media ကနေတဆင့်နေပြီးတော့အကောလုံးဒီ network ပေါ့နော်အလူတွေကိုအမှုရှင်တွေကိုဒေါ်နာတွေကိုနေပြီးတော့ဥစဉ်တို့ inform လုပ်နိုင်တယ် information ပေးနိုင်တယ်အဲ့တော့ရလာတဲ့အလူငွေတွေကိုဒီဥစဉ်ဒီနေ့3900ကျော်ရတယ်မလေးရှားက3900ကျော် အာစစ်ခုနှစ်မျိုးနေပေါ့နော်ရလာတဲ့အလူငွေအာနောက်ပြီးတော့ဒီဒီပေါ့တကာကြီးအမ်းမဥဆောင်ပြီးတော့ဒီရွမရင်ခွင်ပေါ့ထိုင်းလူငယ်ဖွဲ့တွေကတိတ်နေရကြောအကုန်လုံးတိတ်900ကျော်ကိုဦးစင်းဒီသူ့ရဲ့မိခင်စုကိုတခါလဲလွေပြောင်းပေးအဲ့လိုက်မယ်ဒီလိုတောင်းမဲခါလဲပဲဦးစင်းသူငွေလေးရမယ်ပေါ့နော်အိန္ဒိယကိုဒေါ်လာလေးပြီးတော့ယူသွားရမယ်ဒါမြန်မာငွေပဲရှိသေးတယ်ဒေါ်လာလေးရအောင်ပါပေါ့နော်အခုလက်ရှိ current situation ကသူ့အမေမှာအလွန်ငွေသိန်းတစ်ထောင်ကျော်တော့ရထားပြီလို့ပြောရဲပေါ့နော်။အဲ့လိုရှိဆိုရင်တော့သိန်း2000တိမလောက်တော့ဖြစ်နေပြီပေါ့။ဒါပေမဲ့သူဘလောက်ကြာမှလဲဘလောက်ထိဟိုကျန်ကြမှာတင်းဆုံးတော့ကြောက်ကအစာကူးသားတယ်ဆိုတော့လင်းကားလာလောက်ကြာတယ်။အဲဦးစင်းတို့ကြောင်းကာလာကက်တာမှာရှိတဲ့ဘော်ဒီတုကကြောင်းပေါ့နော်။ဟိုကြောက်ကအစာထုတ်ကူးသားနေတဲ့ဦးစင်းဒေါ်တာဦးနန်တော်ပါသားဦးစင်းဂျီဆက်ပြေပြီး ကွန်တက်လုပ်ပြီးပြီးပက်ကလုပ်ဖို့အတွက်အဲ့တော့ဦးစင်း passport တို့ visa တို့ india visa တို့နောက် air ticket တို့နောက်အကုန်လုံးဟိုမှာ pack လုပ်ဖို့အတွက်ဟောပေါ့နော်ဟို transportation နောက်ဒီ medical check လုပ်ဖို့အတွက်ရအကုန်လုံးကိုဦးစင်း arrange လုပ်ပေးပါမယ်ဒီကဦးစင်း organize လုပ်ပေးမယ်ဒီကဒီကအဲကဲဒီဌာနဆိုင်ရတယ်ပေါ့နော်ဟိုမှာရှိတဲ့ဟိုဦးစင်းတို့မြန်မာကလကတ္တမှာနေကောင်ဆက်ဝင်ရုံရှိတယ်ပေါ့နော် မြန်မာကောင်စက်ဝင်ယုံနဲ့လည်းဥစဉ်လိုအပ်တာကိုဥစဉ်တို့အကူအညီတောင်းပြီးတော့လိုအပ်တဲ့ဟာတွေအကုန်စပွန်နီပေးသွားမယ်။ဒီလူနာရဲ့အတွက်ကိုပေါ့နော်အသက်တစ်ချောင်းကိုကယ်လိုက်တာပေါ့နော်ဥစဉ်တို့ဒီအချိန်မှနေပြီးတော့တမင်းင်းနေတရေတဲ့တောက်ကိုနိုင်ငံသူနိုင်ငံသားတွေပေါ့ဟိုလူမျိုးမခွဲဘာသာမခွဲရှားပဲနဲ့ဒီတမင်းင်းနေတရေတဲ့တောက်ကိုနိုင်ငံသူနိုင်ငံသားကိုနိုင်ငံတကာမှာရှိတဲ့ဟို ရခိုင်ကရှင်မွန်းမွန်းမဗမာရခိုင်အကောင်လုံးအလူရှင်တွေဝိုင်းဝန်းကူညီပေးတဲ့အတွက်ပဲဒီမီဒီယာဆီလိုဒီယာနေပြီးတဆင်ဥစဉ်အထူးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ကြာပြီဒီကြောက်ကအစားထုတ်ကူတာပေးလုံးနေတာဆိုရင်ပေါင်း20လောက်ရှိနေပေါ့။စင်္ဂါနဲ့အနည်း20လောက်ရှိပြီ။ဦးနန်းတော်ဘာသာကာလကတ္တမှာလုံးနေတာဆိုလို့ရှိရင်တော့အစားထုတ်ကူတာပေးတာ နောက်ပြီးတော့လိုရရင်လိုရသလိုပေါ့နော်ဒီဦးဇင်းတို့မြန်မာနိုင်ငံကတော်တော်ပြီးကူးနေကြတာပေါ့ဟိုတနေ့ကတော့တခါကြီးတာရီတို့လည်းကြောက်ကက်အစားထုတ်ကူးတာပေးတာတော့တော်ပြီးတော့ကူးကြတယ်ဦးဇင်းတွေရောလူတွေရောကြာပြီဒီဖောင်ဒေးရှင်းကိုလုံးနေတာဆိုရင်ဦးဇင်းတို့စားတော်ကြီးဒီအိုင်မှာဦးဇင်းတို့နိုင်ငံမှာဆိုရင် IMBC ចောင်းလို့ပုံစံမျိုးပေါ့နော်အဲ့လိုဒီကာလာကတာအာ process airport နာမှာပေါ့နော်အဲ့နာမှာ body ဒုက္ခចောင်းရှိတယ်ဒေါ်လာနေတော့ဘာသာကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့မှလုံးနေတာပေါ့နော် အဲ့တော့တော်ရနေတော့ဘာသာနဲ့လဲဦးစင်းနဲ့လဲဖုံပြောပြီးပြီးစကားပြောပြီးပြီးဒီကဦးစင်းတို့လိုအပ်တဲ့ data ဒီ number 1အရေးကြီးတာဒီ passport passport number 1အရေးကြီးတယ် passport ပြတာနဲ့ visa ဒုတိယ visa အိန္ဒိယ visa ရပြီအိန္ဒိယ visa ရပြီဆိုတာနဲ့ဦးစင်းတို့တော်ဖို့လာဖို့အတွက် transportation flying အတွက်ဟိုနေပြီးတော့ air ticket တွေပါတယ်အကုန်လုံးဖျက်ပြတာနဲ့ဟိုကြောင့်ရင်တခါတဲ့ polo စိမ့်ကိုတန်းတော်နိုင်အောင်ကိုကြီးပေးဖို့အတွက်ကိုလည်းဦးစင်း arrange လုပ်ထားတာပါ อืมยาเลยเสร็จตัวเลยยาเลยဥစဉ်ဒီမှာဥစဉ်ရဲ့ social platform တွေရှိရယ် social အရှင်ကုမာရာအာပေါ့နော်အာ Facebook ပေါ့နော်နော်ဥစဉ် blue.com ပေါ့ website ရှိတာပေါ့နော်အဲ့ကနေတစင်ဥစဉ်အဲ့မှာနေပြီးတော့ contact ရယ် location ရယ်ဖုန်းနံပါတ်တွေရယ် email ရယ်အာဥစဉ် shop account တစင်ဆက်သွယ်လို့မယ်ဆိုရင်ရပါတယ်လို့ဒီလောက်ဆုံးလာရဲဆိုလို့ရှိရင်တော့ဥစဉ်တို့ဘက်ကနေပြီးတော့သူရဲ့ အာဒီ30နိုင်တယ်ဘလောက်ထိ30နိုင်မလဲပေါ့လူနာရဲ့ရှင်တဲ့ပါမှုတည်တော့ယောဂရဲ့ရှင်တဲ့ပါမှုတည်ပြီးတော့တော်တယ်တော်တဲ့ခါကြာလို့ရှိရင်တော့သူကဒီငွေကြီးတက်နိုင်မတက်နိုင်မတက်နိုင်ဘူးဆိုရင်ကိုစင်တို့ဒေါ်နာအလူချင်းရှာပြီးတော့ကုသပေးတယ်လုပ်ပေးတယ်ကုညီပေးတယ်ပေါ့နော်အဲ့လိုလုပ်ပေးလို့လည်းအခုလည်းပဲဒီကလေးရဲ့ကုသကံပေါ့နော်ဒီကလေးရဲ့ကုသကံကကြည့်လို့ပြောရမယ်ဖြစ်နေတာဆိုလင်္ကာလာရှိပြီပြောရဲပေါ့ဒါပေမဲ့ဦးစင်းအာမှာစိုက်တုံ တော်ရှိလေအဲ့မှာဒိတ်ထန်သွောင်းဝင်နေတဲ့ခါကြာရင်တော့ဥစဉ်မလုတ်ပြနိုင်သေးဘူးထိုင်ကတကာကြီးတကာကြီးအမ်းမောင်ပေါ့ဖိုးလိုင်းကနေဖုံးဆက်တဲ့ခါဥစဉ်ရန်ကုန်ရောက်မှပဲလုတ်ပြနိုင်မယ်ဆိုတော့စင်္ဂါနေကမှရန်ကုန်ရောက်တော့ဥစဉ်သူ့ကိုဆက်တယ်လို့တော့ Facebook မှာတော့တွေ့နေတာပေါ့လေဒီဘသူကဘလောက်လိုက်တယ်အာ now ရခိုင်က miss တယောက်လားမသိဘူးဥစဉ်ညမညနေတာနဲ့နေပြီးတော့သိန်းလေးစစ်လူတာပေါ့အဲ့ဒါလည်းတွေ့လိုက်တော့အာနဲ့နောက်ထပ်အဲ9000တသိန်းပေါ့နော်စပွန်ပြီးလူနေကြတွေ့တော့နောက်တစ်ယောက်ပါလဲ ဟိုဂျူးထထလိုက်လားမသိအဲသူထထအောင်ကသိ80လားဘလောက်လဲမသိလူတာပေါ့တွေ့လိုက်တယ်အဲ့လိုနေနေနဲ့ဦးစင်းကထိုင်းကတကာတွေကို organize လို့မလေးရှားတကာတွေ organize လို့တကာ fallen mm ကနေပြီး organize လို့ပြီးတော့မှဒီအလုပ်ကိုဦးစင်းတို့အထမြောက်ပေါ့နော်ကိုညီပေးတော်တယ်အခုပဲညီမတို့ရှင်းမှာပဲဦးစင်းပြည်ထောင်ဝန်ကြီးကိုဖုံးဆက်ပြည်ဆိုဖုံးဆက်တယ်အဲ့တော့ဌာနမုံအာ passport ရဲ့အကြီးဆုံးမြန်မာနိုင်ငံရဲ့ passport ရဲ့အကြီးဆုံး အုပ်ကအုပ်စိုးထမ်းကိုလည်းဥစဉ်ဖုံးစမ်းထားရပြီးပရိုရှက်ချင်းလုပ်ပေးပါမယ်လိုအပ်တဲ့ data တွေဥစဉ် information ပို့ပါမှာပေါ့နော်ဆိုတော့အိန္ဒိယတိုင်းကိုလည်းဥစဉ် remind လုပ်ပြီးပြီးအကြောင်းကြားပြီးပြီးအဲ့တော့အိန္ဒိယလည်းအကြောင်းကြားပြီးပြီးလူနာခွာပြီးတော့ဥစဉ်တို့ချက်ဆက်ပြီးတော့တောင်းမယ်နောက်ပြီးတော့အလူရှင်တွေကလည်းတာတာတရားပေါက်လာတယ်အဲ့အလူရှင်တွေကလည်းပဲဒီထိုင်းနိုင်ငံတို့မြန်မာနိုင်ငံတို့ဟိုဒီမလေးရှားနိုင်ငံတို့ နော်အမေရိကရောပေါ့နော်ဂျပန်ရောဩစတြေးလျရောနိုင်ငံတကာတည်တည်ကနေပြီးတော့လူမျိုးမျိုးရဲ့ဘာသာမျိုးရဲ့ပေါ့နော်မခွေးရှားဝယ်နဲ့တမီးတင်းနဲ့တည်ရတဲ့တောက်ကိုနိုင်ငံသူနိုင်ငံသားကိုဒီမျိုးလူတန်းပေးတဲ့အတွက်ဒါဥစဉ်တို့ရဲ့ပြည်ထောင်စုစိတ်သက်ဘလောက်တိရှိလဲဆိုတာဒီနေ့ဟာပွန်လိုင်းနဲ့နေ့တစ်ခုလို့ပဲဥစဉ်ပြောချင်ပါအော်နောက်ဆုံးအရောဆက်သက်မယ်ဆိုလို့ရှိရင်နော်ဥစဉ်တို့လူချင်တယ်လူချင်ဆိုတော့ဥစဉ် website လောက်ထားတယ် www.usenblue.com ဆိုပြီးတော့ဥစဉ် website လုပ်ထားတယ်အဲ့မှာဦးစင်းရဲ့ deputy နဲ့ဦးစင်းရဲ့ big chain နဲ့ဦးစင်းရဲ့ documentary ရဲ့ဦးစင်းရဲ့ deputy နဲ့အဲ့မှာအကောင်လုံးရှိတယ်အဲ့မှာဦးစင်းအာကောင်တက်ဖုန်းနံပါတ်တွေရှိတယ်အီးမေးလ်တွေရှိတယ်ဦးစင်းဆိုရှယ်မီဒီယာရှိတယ်အဲ Twitter ရှိတယ် Instagram ရှိတယ် LINE ရှိတယ်ဖုန်းရှိတယ် Viber ရှိတယ်အဲကနေဆက်သွယ်ပြီးတော့မှဦးစင်းကိုလိုအပ်တဲ့ဟာကိုညီပေးဖို့အတွက်ဦးစင်းအနေနဲ့အဆင်သင့်ပါ